ဒီကြောင်းလေးပါခင်ဗျာ။ဝင်လင်းပြောရင်ကျွန်တော်တို့ကအချိန်တို့တွင်လူတိခဲ့ရလို့ပြောရမှာပေါ့နော်အဲ့တော့ဟိုအချိန်တို့တွင်တိရဲ့အခါမှာလည်းအချိန်တို့တွင်မှာလည်းမုန်းခံရတဲ့ဟာလေးရောရှိရပါတော့ဒါတော့အမှုပညာလုပ်လို့ရှိရင်တော့နည်းနည်းများတော့တိုက်ခိုက်မုန်းကခံရတာပါပဲဒါပေမဲ့ဟိုကျွန်တော်လည်းလူတွေကလူပဲလေနော်အဲ့တခါလေးကြခံစားရတာပေါ့အဲ့လိုပါပဲ Darling the pain get all be more deep dive in the quiet င်ထက်ကိုကျွန်တော်အဲ့တချင်းနားထောင်ရတော့အယံဝါဒနာပါတယ်အဓိကတော့ဆိုရတာထက်ကိုတချင်းနားထောင်တဲ့ဟိုဝါဒနာရှင်ပေါ့နော်အယံကြိုက်တယ် ွင့်လင်းပြောရင်ကျွန်တော်တို့ကအချိန်တို့တွင်လူတိခဲ့ရလို့ပြောရမှာပေါ့နော်အဲ့တော့ဟိုအချိန်တို့တွင်တိရဲ့အခါမှာလည်းအချိန်တို့တွင်မှာလည်းမုန်းခံရတဲ့ဟာလေးရောရှိရပါတော့ဒါတော့အမှုပညာလုပ်လို့ရှိရင်တော့နည်းနည်းများတော့တိုက်ခိုက်မုန်းကခံရတာပါပဲဒါပေမဲ့ဟိုကျွန်တော်လည်းလူတွေကလူပဲလေနော်အဲ့တခါလေးကြခံစားရတာပေါ့အဲ့လိုပါပဲချစ်တယ်နာစိတ်ချမ်းသာဖို့ချစ်တယ်ချတယောက်လေးပြောဖို့ကျွန်တော်က ကျွန်တော်ကငငယ်လေးကအပွင့်လင်းပြောရင်အဲ့တရုပ်ဆောင်ထက်ကိုကျွန်တော်အဲ့တချင်းနားထောင်ရတော့အယံဝါဒနာပါတယ်အဓိကတော့ဆိုရတာထက်ကိုတချင်းနားထောင်တဲ့ဟိုဝါဒနာရှင်ပေါ့နော်အယံကြိုက်တယ်နေတိုင်းကျွန်တော်ကျွန်တော်ရဲ့နေစဉ်ဘဝမှာမနေ့အိယာနူကနေညမိုးချုပ်တည်းရတချင်းဖွင့်တာအိမ်မှာဆိုလဲဖောက်တယ်ဆိုကျွန်တော်ဝယ်တာအများကြီးပဲအဲ့တော့ဟိုတချင်းနေမရှိရင်တော့ကျွန်တော်မနေတော့ဘူးဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်းမှာကျတော့တချင်းဆိုတဲ့ပညာကိုနည်းနည်းပါးပါးအဲ့လိုမျိုးလေးလာရင်လေးလာရင်နဲ့ဟိုတချင်းဆိုလဲနည်းနည်းဟို ခုလည်းပြောရင်တော့ကြိုက်လာတာပေါ့နော်ကြိုက်လာတော့ဟိုအဓိကတဘုံနှစ်ဘုတ်လုံးမယ်ဆိုပြီးတော့သချင်းလေးတွေလိုက်ရှာရင်းနဲ့အဲ့လိုသချင်းလေးတွေသချင်းကောင်းနေစီပဲလက်ထဲမှာရလာတော့ကြတော့ဖူးရဲ့ဗန်ဒီဖြစ်သွားတာပါပြောပြပါအဲ့မဲ့တေးကြတော့ထွက်လို့ရှိရင်တော့လုံဝကောလရှင်ပဲထွက်မှာဒါပေမဲ့အာကို့အနေနဲ့ဆိုရင်တော့ပယ်စရာမရှိဘူးပေါ့နော်ကျွန်တော်အကြီးများနေလဲအားကြောင်းပေါ့ပါ အုံကျွနေကြီးထွက်မှာဟောအုံကျွနေကြီးပဲဆိုပေမဲ့ဟိုတပုတ်ကတော့ဟိုဟာပါမယ်ပြန်ဆိုပါမယ်အဲ့ပြန်ဆိုကတော့ဒါကျွန်တော်တို့ရဲ့ producer try ပေါ့မိမိဝေးကအရန်ကြိုက်တယ်ဆိုတော့မိမိ production ကအရန်ကြိုက်တဲ့အချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စူးစမ်းပြီးတော့ဆိုထားပါတယ်ဒါပေမဲ့အခုတော့တိတ်အားမရသေးရလေရှိတော့ပြန်ပြင်မှုတော့လုပ်နေသေးရဲ့အဲသေချာတော့ဟိုပြန်ဆိုသေးလဲဆိုပေမဲ့လည်းကျွန်တော်တတ်နိုင်တယ်လားအစွမ်းကုန်တော့ကျွန်တော်ပုံစံဖြစ်အောင်စူးစမ်းမှာပါကျွန်တော်ပြုတ်ရင်ပြောရင်တော့ဒါအခုလက်ရှိအမှုပညာလုပ်နေညီကောင်မောင်နှမတွေကိုကြာတော့ကျွန်တော်အားနာရည်လေအားနာရည်ဆိုတော့ ေကြတော့ကျွန်တော်တခါတလေဆိုရင်ဟိုတောင်းမိရရရှိရပေါ့နော်တချို့ပွဲဆိုရင်တော့အိုက်စီနီယာကိုယ်မိုင်းနေကျွန်တော်ခဏခဏတွေးပြတယ်ဆိုရင်တော့အခုကျွန်တော်ဒါလေးစုမယ်နော်အမဒါလေးစုမယ်နော်ဆိုပြီးအခွင့်တောင်းပြတာရှိရအဲကြောင့်အဲ့လိုအမျိုးအမြဲပြန်ဆိုရတာအားနာတော့ဟိုးနောက်ကသချင်းလေးတွေပဲပြန်ဆိုပြတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြန်ဆိုရင်လည်းဒါ fully credit ပေးပါရဲပြီးတော့ကျွန်တော်သချင်းမဆိုခင်လည်းအမြဲတမ်းတောင်းမှန်တယ်ဒီသချင်းကိုကျွန်တော်ဖြည့်ဆည်းလို့ခြင်းမဟုတ်ဘူးဒါကျွန်တော်ပရိသတ်ဒီအောက်မှာဒါအပင်ပန်းခံပြီလာပြီးတော့အားပေးရပရိသတ်တွေကြတော့ဟို ကျိုးလဲလာရာကျိုးလေးနဲ့အောင်လို့ဖြောပြေးပေးရပါတော့ကျွန်တော်မှလည်းပွင့်လည်းမြေကိုပိုင်းသချင်းကလည်းထုတ်တာတပုတ်ပဲရှိသေးရဆိုတော့ကြတော့ဟိုတပုတ်ထဲကြတယ်သူတို့လည်းအားမရဘူးလေနော်အဲ့ကြောင့်အဲ့လိုညံ့ညံ့ပြီးရဆိုပြတာပါအဲ့တော့တကယ်လို့သချင်းဆိုရင်ထင်ပါလေအမားကြီးပါလို့ရှိရင်လည်းကျွန်တော်ကိုအချိန်မေးလာပြီးဆူလို့ရပါရဲ့ဆုံးမလို့ရပါရဲ့ပြိသက်ဆုံးမတာနားခံမှုတင်ပါခင်ဗျာဟုတ်တယ်ဟုတ်တယ်ဆက်လျှောက်ပြီတဲ့အာကျွန်တော်အဲ့နေငူးမိမိလေကျွန်တော်ပြန်လာထောင်ရအခုအဲ့တော့ကျွန်တော်အဲ့ရရုံသိမ့်မကြည့်ရော တိတ်မကြည့်တော့ဆိုတာလေငုံမိမှာဆိုတော့ဘာလို့ဆိုတော့ကျွန်တော် fan club ကအကိုအမတွေကကြတော့ကျွန်တော်စိတ်တက်ကြတဲ့အချိန်တိုင်းသူတို့တည်ရယ်ပြီးတော့ကြတော့အဲ့လိုမျိုးကျွန်တော်ကကြပွင့်လင်းပြန်ဒီပရိသတ်ရှိမှာဆိုဘယ်လိုမှမဆိုပြုံးနိုင်အောင်ကြိုးစားရယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ခံစားရတဲ့အချိန်ကသူတို့အဓိကအတီးဆုံးဆိုတော့သူတို့အမြဲတမ်းကိုနှစ်သိမ့်ပေးခဲ့ရဆိုတော့အဲ့လိုလေတစ်ချိန်လဲသူတို့ဒါလုတ်ပေးလိုက်ရောကျွန်တော်မိုးရောပါ ိတ်စင်တွေကတော့ကျွန်တော်တို့ဒါလက်တွဲလာအခုဆိုလို့ရှိရင်တနည်းကြော်ရှိပြီပေါ့နော်အရှိမရိုက်ကူးရေးလည်းတော့ရှောက်လုပ်ခဲ့ပြီးတော့ဒါဆိုလို့ရှိရင်တော့ဒါမန္တလေးမှာမန္တလေးမှာတော့ကျွန်တော်ပထမအဦးဆုံးကွဲတက်တဲ့အတွေ့အကြုံဖြစ်ပါရဲ့ခင်ဗျဟုတ် ကန်ဆက်တာပေါ့ဝိစိန်နဲ့ရှေ့ဘွဲမှာဆိုလို့ရှိရင်လည်းဒါအများကြီးကိုအောင်မြင်ခဲ့တယ်ဒီမှာဒါမန်လေးဘွဲမှာဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်လည်းဒါအများကြီးလာရောက်တဲ့အတွက်ကြောင့်မလို့ရန်ကိုပျော်ရွှင်မိပါတယ်ဒီမှာအများကြီးလည်းအားပေးနေကြအတွေ့အတွက်လည်းပြဝိစိန်ကလည်းဒါမန်လေးမျိုးသူမျိုးသားတွေရောမကဘူးပေါ့နော်ဒါတနိုင်ငံလုံးကပြည်သက်တွေအရင်ထဲမှာပါရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တဲရောက်ရတာရန်ကိုကုန်ယူပါတယ်ခင်ဗျာဝိစိန်နဲ့ဒါပွဲတက်ဆိုရင်တော့ဒါဒုတိယအကြိမ်ပေါ့ရန်ကုန်မှာတစ်ပွဲမန်လေးမှာတစ်ပွဲရှိပါတယ်ဟုတ်ကဲ့ဒါ ဒါဝင့်စိန်ဆိုလို့ရှိရင်ဒါကတော့ဒါစိုက်ပြောင်းရွှေ့ဖွင့်လစ်ပွဲအခမ်းအနားပေါ့နော်ဒါဒါပြီးတော့နောက်ထပ်စိုက်ခွဲပေါင်းများစွာလည်းဒီထက်ပိုပြီးတော့ဖွင့်နိုင်ပါစေခင်ဗျာဒီထက်ပိုပြီးတော့လည်းအမြင်မှုရရှိပြီးတော့ဒါတနိုင်ငံလုံးရဲ့အသေးဆွဲဆိုရယ်ယာတူကနေပြီးတော့လည်းအမြဲတမ်းနှိရှိလာများထိန်းထားနိုင်ပါစေခင်ဗျာ